ဧပြီလ၂ရက်နေ့ကနေ22ရက်နေ့အတွင်းပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကြေညာထားတော်လဲတိုင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့များဖြစ်တဲ့ TNL အနေနဲ့တောင်ခမ်းဒေသကလုံချုံရေးစကောက်ကို မနေ့က10:45ကနေညနေ3:00ခွဲအထိ drone နဲ့ drone ဘုံချပြီးတိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ် KNPB KNDA ရဲ့အဖွဲ့တွေနဲ့လည်း ဘန်ကောနဲ့ဘောလခဲမှာစနိုက်ပါနဲ့လာပစ်တာလုံချိုးရေးစကန်တွေကိုဒရောဘုံချတိုက်ခိုက်တာများပြုလုပ်ခဲ့ပါတယ်။အေနေနဲ့ကြောက်ဖြူအရှိတောင်ဘက်မှာရှိတဲ့တပ်လုံချိုးရေးနေရာတွေကိုမနေ့ကညနေ3နာရီနဲ့ည9နာရီမှာလာရောက်တိုက်ခတ်ခဲ့ပါတယ်။ PDF အဖွဲ့များအနေနဲ့ကလေးဝမြို့နယ် မစိန်ရဲနေမြေရဲစခန်းကိုမနေ့ကနေ့လယ်12:15နေ့12:00ကျော်အထိ draw ဘုံများချပြီးတိုက်ခိုက်ခဲ့ပါတယ်။ KIA အနေနဲ့ကတော့မနေ့ကဒါ6:00ကျော်နေ့စပြီး indoor မြို့မှာလုံခြုံရေးယူနေတဲ့တိုင်းရင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ကြအောင်တွေ့ရပါတယ်။ PDF များအနေနဲ့ပခုတ်ကူမြို့နယ်အောင်သာကျေးရွာမှာလုံခြုံရေးယူနေတဲ့ တပ်နဲ့ရဲအဖွဲ့များကို drone နဲ့စင်းနဲ့မနေ့ကမနေ့10နာရီလောက်မှာ drone ပုံးချပြီးတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်